ရမ်ရဲ့ခေါင်းဆောင်မှုအောက်မှာငင်းချင်းရင်ယူဖို့အသင့်ရှိကြောင်းဇယ်လန်စကီရဲ့ပြောကြားချက်သတင်း၂025ခုနှစ်မှာတရုတ်နိုင်ငံကစီးပွားရေးကို900ဂိုင်နှုန်းထိတိုးတက်အောင်ကြိုးပမ်းမယ်ဆိုတဲ့အတည်ပြုချက်သတင်းနဲ့ဂါဇာဒေသပြန်လည်တိစောက်ရေးအစီအစဉ်သစ်ပေါ်အာရဗ်နိုင်ငံတွေကြားသဘောတူညီမှုရခဲ့တဲ့သတင်းတွေပဲဖြစ်ပါတယ်ပထမဆုံးတင်ဆက်ပေးမှာကတော့ဒေါ်နယ်ထရမ့်ရဲ့အကောင့်နဲ့ခေါင်းဆောင်မှုအောက်မှာအတွန်းရှည်တဲ့ငင်းချင်းရယူဖို့အသင့်ရှိတယ်ဆိုပြီး ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီအနေနဲ့မတ်လ၄ရက်နေ့မှာပြောကြားသွားပါတယ်။သမ္မတဘဲဥပုံရုံးကမှာအခြေတင်ဖြစ်ခဲ့ပြီးနောက်ရပ်ပိုင်းကြမှာပဲယူကရိန်းသမ္မတကအဲ့ဒီဖြစ်စဉ်ကိုနောင်တရမိတယ်လို့လူမှုကွန်ရက်ပေါ်မှာရေးသားခဲ့ပါတယ်။ဒါဟာယူကရိန်းအတွက်စစ်ဖက်အကူအညီအလုံးဆိုင်ငံ့လိုက်ကြောင်းအမေရိကန်ရဲ့ကြေညာမှုအပြီးမှာအခုလိုမျိုးရေးသားခဲ့တာလည်းဖြစ်ပါတယ်။ ယူကရိန်းသမ္မတဟာဆွေးနွေးပွဲစပွဲဝိုင်းပေါ်လာဖို့အသင့်မဖြစ်သေးကြောင်းထရမ့်အနေနဲ့ဆွဆွဲခဲ့ပြီးနောက်ဇယ်လန်စကီကကိစ္စတွေကို မှန်ကန်အောင်လုပ်ဖို့အချိန်ကျပြီဆိုပြီး ပြောသွားခဲ့ပါတယ်။ယူကရိန်းကောင်းဆောင်ကစစ်ပွဲကိုအဆုံးသတ်နိုင်အောင်မြန်မြန်လုပ်ဖို့အသင့်ရှိတယ်လို့လည်းပြောသွားပါတယ်။ပထမအဆင့်အနေနဲ့အကျဉ်းသားတွေလှုပ်ပေးပြီးတာဝေးသုံး drone တွေဒုံးကျည်တွေစွန့်အင်နဲ့ရက်ဖက်အဆောင်တွေပေါ်ဘုံကျဲမှုလိုမျိုး ဝေဟင်းအပြစ်ရဲ့ဆဲမှုနဲ့စတင်နိုင်တယ်လို့ဖြည့်ဆွတ်ပြောတော့ပါရီပင်လယ်ပြင်မှာပဲရုရှားသာသဘောတူမယ်ဆိုရင်အပြစ်ရနိုင်တဲ့အကြောင်းရေးသားထားပါရီအဲ့ဒီကနေတဆင့်နောက်ထပ်အဆင့်တွေကိုမြန်မြန်ဆက်သွားပြီးအားကောင်းတဲ့အပိသက်သဘောတူညီချက်ရအောင်အမေရိကန်နဲ့လက်တွဲလှုပ်ဆောင်သွားမယ်လို့ဖြည့်ဆွတ်ပြောပါရီထရမ့်နဲ့ဆွေးနွေးပွဲတုန်းက လက်မှတ်မထိုးပစ်ခဲ့တဲ့အမေရိကန်နဲ့တယန်ဇာတသဘောတူညီချက်ကိုလက်မှတ်ထိုးဖို့အတွက်လဲယူကရိန်းအနေနဲ့အသင့်ရှိတယ်ဆိုပြီးယူကရိန်းရဲ့အချုပ်အခြာအာဏာနဲ့လွတ်လပ်ရေးကိုထိန်းသိမ်းပေးဖို့အမေရိကန်ကကူညီပေးခဲ့သမျှအပေါ်မှာလဲတကယ်တမိုးထားတယ်ဆိုပြီးရေးသားထားခဲ့ပါတယ်။နောက်ထပ်သတင်းပုတ်အနေနဲ့2025ခုနှစ်တွင်တရုတ်နိုင်ငံဟာစီးပွားရေး900ဂိုင်နှုန်းတိုးတက်ဖို့ပြစ်မှတ်ထားနေပုံကို မပြောင်းလဲဘူးဆိုပြီးဝင်ကြီးချုပ်လီချန်းကိုရိုင်ကြေညာသွားပါတယ်။ အမေရိကန်နဲ့ကုန်သွယ်ရေးစစ်ပွဲစတင်လာချိန်မှာတရုတ်နိုင်ငံကဒေါ်လာဘီလီယံနဲ့ချီရင်းနှီးမြှုပ်နှံသွားမှာဖြစ်တယ်လို့စီးပွားရေးတိုးတက်မှုနှုန်းကိုလည်းတိုးမြင့်ဖို့အတွက်ဆန္ဒရှိနေတာပါ2024ခုနှစ်မှာပြည်တွင်းစိန်ခေါ်မှုတွေနဲ့ပြပဖီအားတွေပါရှိခဲ့ပေမဲ့လည်းတရုတ်နိုင်ငံအတွက်အဓိကကျတဲ့စီးပွားရေးလုပ်ငန်းတွေနဲ့လူမှုဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့တယ်လို့လီကပြောတော့ပါတယ်အမေရိကန်ရဲ့အတွင်းကုန်ကွန်တွန်းမြင့်မှုနဲ့ကဘာကြီးရဲ့အရေးကြောင့် ီးခဲ့တဲ့နှစ်ကထက်ယင်းနှိမ့်နယ်မှုတွေကိုပိုလို့ရမယ်လို့လည်းပြောသွားခဲ့ပါတယ်ထရမ့်အစိုးရအဖွဲ့ရဲ့အခွန်တွန်းမြင့်မှုဟာတရုတ်နိုင်ငံရဲ့စစ်မှုကဏ္ဍအတွက်အကြီးအကျယ်ချိန်ချောက်မှုဖြစ်တယ်လို့လည်းဖော်ပြခဲ့ပါတယ်တရုတ်အစိုးရက အမျိုးသားပြည်သူ့လွတ်တော်မှာဒီစီးပွားရေးအစီအစဉ်တစ်ရက်ကိုတင်ပြသွားခဲ့တာဖြစ်ပြီး2025ခုနှစ်ရဲ့ဘတ်ဂျက်လူငွေပြမှုကိုတော့400ခန့်အထိတုံ့ပြန်ခဲ့ပါတယ်လက်ရှိအချိန်မှာအမေရိကန်ဘက်က တရုတ်နိုင်ငံကိုအခွန်စည်းကြမှုဟာ20ရာခိုင်နှုန်းထိရှိနေပြီလဲဖြစ်ပါတယ်။ဒါကြောင့်တရုတ်နိုင်ငံဟာ American ရဲ့ပြောင်းဂျုံနဲ့ပေပီးဇက်လိုမျိုးလေယာထုတ်ကုန်တွေကိုအခွန်10ရာခိုင်နှုန်းကနေ15ရာခိုင်နှုန်းထိတိုးမြှင့်သွားမယ်လို့ကြေညာခဲ့ပါတယ်။ဆက်လက်တင်ဆက်ပေးမှာကတော့အီဂျစ်မြို့ရောကိုင်ရိုမှာကျင်းပသွားတဲ့အရေးပေါ်ထိပ်သီးအစည်းအဝေးတွင်အာရဗ်နိုင်ငံခေါင်းဆောင်တွေကဒေါ်လာ53ဘီလီယံအထိကုန်ကျမဲ့ဂါဇာပြန်လည်တိစောက်ရေးအစီအစဉ်ကို တညီတညွတ်ထဲထောက်ခံခဲ့ကြပါရီဒါအမေရိကန်သမ္မတဒေါ်နယ်ထရမ်ရဲ့အစည်းအဝေးတံပြန်တဲ့အနေနဲ့အီဂျစ်နိုင်ငံကစာမျက်နှာ62မျက်နှာပါအသေးစိတ်စီမံချက်တရက်ကိုအဆိုပြုသွားခဲ့တာပါအဆင့်30ပြည်ပဝင်မဲ့ဒီအစည်းအဝေးတဲ့အရာ ပထမပိုင်းပြန်လဲထူထောင်ရေးက6လလောက်အချိန်ကြာမြင့်မှာဖြစ်တယ်လို့ကျန်တဲ့နောက်ဆက်တွဲနှစ်ဆင့်ကိုလည်းနှစ်နဲ့ချီပြီးအချိန်ယူရနိုင်တယ်လို့ဖော်ပြထားပါတယ် ထရမ့်အဆိုပြုခဲ့တဲ့အစီအစဉ်ကဂါဇာဒေသကံပါလက်စတိုင်းနှစ်တန်းကျော်ကိုအပိတိုင်ဖယ်ရှားကအရှေ့လက်ပိုင်းဒေသရဲ့ပင်လယ်ကမ်းခြေမျိုးဖြစ်အောင်တိဆောက်သွားဖို့ပဲဖြစ်ပါရည်ဒေသရင်းအင်အားကြီးနိုင်ငံနှစ်ခုဖြစ်တဲ့ UAE နဲ့ Saudi Arabia ရဲ့ခေါင်းဆောင်တွေကတော့ Arab Trade Think အစည်းအဝေးကိုတက်ရောက်လာခဲ့ခြင်းမရှိပါဘူးပါလက်စတိုင်းအစိုးရလက်အောက်ခံစီမံရေးကော်မတီတရက်ဖွဲ့စည်းကဟာမတ်စ်နဲ့ဆက်နွယ်မှုမရှိဘဲ နိုင်ငံရေးရာဩဇာကြီးမားတဲ့ခေါင်းဆောင်တွေကဂါဇာဒေသကိုယာယီအုပ်ချုပ်မဲ့အချက်လဲပါဝင်ပါတယ်စစ်ပွဲအလွန်ကာလမှာပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ဟာမက်စ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးဒေသတွင်းနိုင်ငံတွေကြားမှာသဘောထားကွဲလွဲမှုရှိနေပြန်ပါတယ်အာရဗ်နိုင်ငံအချို့ကဟာမက်စ်အဖွဲ့အလုံးစုံဖျက်သိမ်းရင်းကိုတောင်းဆိုနေကြတာဖြစ်ပြီးအချို့နိုင်ငံတွေကတော့ပါလက်စတိုင်းတွေသာဒါကိုဆုံးဖြတ်တဲ့နယ်လို့ယုံကြည်ထားကြပါတယ်ဟာမက်စ်ဘက်က ဂါဇာအုပ်ချုပ်ရေးပိုင်မှာပအဝင်ဖို့မရှိပေမဲ့လည်းလက်နက်စွန့်လွှတ်ရေးကိုတော့လုံးဝလက်မခံနိုင်ဘူးဆိုပြီးတုံ့ပြန်ထားပါတယ်။ဒါအပြင်ဂါဇာဒေသမှာရှိနေတဲ့လူနေအဆောက်အုံ90ရာခိုင်နှုန်းဟာစစ်ဘေးတံကြောင့်ပျက်စီးသွားခဲ့တဲ့အပြင်အဲ့ဒီထဲမှာကျောင်းတွေ၊ဆေးရုံတွေ၊ရေစိုးစနစ်နဲ့လျှက်စစ်မီးလိုင်းအထိပါဝင်တယ်လို့ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ဒါကြောင့်နောက်လာတဲ့မှာဂါဇာပြန်တည်ဆောက်ရေးအတွက် လိုအပ်တဲ့ငွေပမာဏအများပြားရှာဖွေနိုင်မှုနဲ့ပတ်သက်ပြီးအပြည်ပြည်ဆိုင်ရာညီလာခံကြီးတစ်ခုကျင်းပသွားမယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဂျာမနီနိုင်ငံရဲ့စည်ရေးအင်အားတိုးမြင့်မှုနဲ့စီးပွားရေးတိုးတက်လာစေဖို့အတွက်နိုင်ငံရေးပါတီတွေကတမိုင်းဝင်ကျွေးမီပြောင်းလဲရေးအစီအစဉ်တစ်ရပ်ကိုသဘောတူညီခဲ့တယ်လို့သိရပါတယ်။ဂျာမန်ပါတီတွေဖြစ်ကြတဲ့ Conservative နဲ့ Social Democrat တို့ကအခြေခံအဆောက်အအုံနဲ့ကာကွယ်ရေးအတွက် ငွေချင်းကားရေးစီမင်းတွေကိုပြောင်းလဲမယ်ဆိုပြီးကြေညာသွားခဲ့တာပါလွန်ခဲ့တဲ့လအတွင်းရွေးကောက်ပွဲအပြီးမှာ Conservative Party နဲ့ Social Democrat Party ဟာညွန်ပေါင်းအစိုးရဖွဲ့ဖို့အတွက်ဆွေးနွေးမှုတွေရှိခဲ့ပါတယ်ဒါဟာ American ရဲ့ Ukraine ပေါ်စစ်ရေးထောက်ပံ့မှုကိုရုတ်တရက်ရပ်ဆိုင်းလိုက်တာကြောင့်အခုလိုမျိုး Germany Party တွေကကာကွယ်ရေးအသုံးစိတ်တိုးမြှင့်ဖို့အတွက်ဆုံးဖြတ်ခဲ့ကြတာပါ ဥရောပတိုက်မှာလွတ်လပ်မှုအပေါ်ချိန်ချောက်မှုတွေမြင်နေရပါတယ်။ဘလို့ပဲဖြစ်ဖြစ်ကာကွယ်ရေးကိုတုံးမြင့်ရမှာပါ။အနာဂတ်မှာလည်းအမေရိကန်ဟာမဟာမိတ်အဖြစ်အပြန်လဲရည်တည်ပေးဖို့အလေးထားပြောချင်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့နိုင်ငံနဲ့မဟာမိတ်တွေတို့ကကာကွယ်ရေးအင်အားဖြည့်တင်းဖို့အတွက်တော့အရေးကြီးနေပါပြီဆိုပြီးဝင်ကြီးချုပ်ဖြစ်လာနိုင်တဲ့ mass အနေနဲ့ပြောကြားသွားပါတယ်။ဒါပြင် mass ကဥရောပဟာ အင်အားကြီးထွားလာဖို့လိုအပ်ကြောင်းကိုရိုင်းကာကွယ်နိုင်ဖို့လိုအပ်ကြောင်းနဲ့ဒါကိုဖြစ်လာအောင် တစင်ပြီးတစင်သွားရမယ်လို့မှတ်ချက်ပြုခဲ့ပါတယ်။နောက်ထပ်တင်ဆက်ပေးမှာကတော့ Golden Dome ဆိုတဲ့ရွှေကွန်ချာဒုံးခွင်းစနစ်တော်ငွေကြေးထောက်ပံ့ပေးမှာမလားဆိုတဲ့မေးခွန်းကို American သမ္မတ Donald Trump က Congress လွှတ်တော်မှာမေးမြန်းသွားခဲ့ပါတယ်။ဇန်နဝါရီလ20ရက်နေ့မှာသမ္မတအဖြစ်စတင် တာဝန်ယူခဲ့ပြီးနောက် Trump က Congress ကို ထမဆုံးကြိမ်မင်ကွန်းပြောကြားခဲ့တာပါအဲဒီနောက်ထရမ့်ကစစ်တင်နာပတိတူအနေနဲ့အနာဂတ်မှာအစွမ်းထက်ဆုံးစစ်တပ်ကိုတည်ဆောက်နိုင်ဖို့ပြစ်မှတ်ထားနေပါတယ်ပထမအဆင့်ဖြစ်အမိမြေကာကွယ်ရေးအဆင့်မြင့်ဆုံးရွှေကွန်းချဒုံခွင်းစနစ်အတွက်ငွေကြေးပံ့ပိုးမလားဆိုတာမေးကျင်ပါတယ်လို့ပြောကြားသွားခဲ့တာပါ၆ဘက်သားကြာမြင့်သေးတဲ့ထရမ့်ရဲ့ဒုတိယတက်တမ်းမှာအမေရိကန်နိုင်ငံသားရေးမူဝါဒပြောင်းပြန်လှမ်းမှုအပါအဝင် မဟာမိတ်တွေကြားကုံသွေးရေးစစ်ပွဲစတင်မှုနဲ့အစိုးရဝန်ထမ်းထုတ်ပွဲမှုတွေကိုဇက်တိုက်ပြုလုပ်ခဲ့တာပါ Republican သမ္မတ Trump ရဲ့လွတ်တော်မိန့်ခွန်းမှာ အတိုက်ခံပါတီဝင် Democrat အမတ်တွေရဲ့ဆန္ဒပြမှုတွေနဲ့လည်းကြုံတွေ့ခဲ့ရပါတယ် Trump Congress မိန့်ခွန်းပြောနေချိန်တွင် စင်တူပန်းရောင်အင်ကြီးတွေဝစ်စင်ကဆန္ဒပြစာတမ်းတွေနဲ့တူမိန့်ခွန်းပြောနေချိန်ထွက်သွားတာမျိုးတွေပြုလုပ်ခဲ့ကြပါတယ်ဆက်လက်တင်ဆက်ပေးမှာကတော့ CK Hutchison Mia Hong Kong အခြေစိုက်ကုမ္ပဏီဟာပနားမတူးမြောင်းပေါ်ကအရေးပါတဲ့စိန်ကမ်းကြီးတစ်ခုကို American ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းစုကြီး Black Rose ရောင်းချဖို့တော့သဘောတူညီလိုက်ပါတယ် American သမ္မတ Donald Trump ကတရုတ်ရဲ့ထိန်းချုပ်မှုအောက်တူးမြောင်းရောက်နေတယ်ဆိုပြီးတင်မောလမ်းကြောင်းကိုပြန်လည်ရယူတင်ကြောင်းပြောဆိုချက်တွေအပြီးမှာပဲဒီအယောင်းဝယ်ဖြစ်လာခဲ့တာပါ ဟောင်ကောင်ဘီလီယံနာလီကာရှင်းတည်ထောင်ခဲ့တဲ့အဲ့ဒီကုမ္ပဏီကဒေါ်လာ22ဒသမ8ဘီလီယံတန်ကြီးရှိတဲ့အစုရှယ်ယာအများစုကို ရောင်းချသွားမယ်ဆိုပြီးပြီးခဲ့တဲ့အင်္ဂါနေ့မှာအတည်ပြုပါရီအဲ့ဒီသဘောတူညီချက်အရပနားမအစိုးရစီကခွင့်ပြုချက်လိုအပ်တဲ့စိတ်ကမ်းနှစ်ခုအပါအဝင်ကမ္ဘာ23နိုင်ငံမှာရှိတဲ့စိတ်ကမ်းပေါင်း43ခုရဲ့လုပ်ပိုင်ခွင့်ကိုလွှဲပြောင်းပေးမှာဖြစ်ပါရီ CK Hutchinson ရဲ့ကုမ္ပဏီကွဲတစ်ခုဟာ Pacific နဲ့ Atlantic သမုဒ္ဒရာမှာရှိတဲ့ပနမတူးမြောက်ဝင်ပေါက်နေရာက စိတ်ကန်းတွေကို စီမံနေတာလည်းဖြစ်ပါတယ်1998ခုနှစ်ကတည်းကအဲ့ဒီစိတ်ကန်းတွေကိုထိန်းချုပ်ထားတဲ့ CK Hutchinson ဟာတရုတ်အစိုးရပိုင်းကုမ္ပဏီမဟုတ်ပေမဲ့လည်းပြည်မာကြီးရဲ့ဗန်နာရေးဥပဒေတိုင်းလုတ်ကင်နေရတာဖြစ်ပါတယ်ဘိုးအမေရိကန်နိုင်ငံပနမမှာရှိတဲ့တူးမြောက်ကတော့ သမုတ်တရားကြီးနှစ်ခုကိုခီးလန်းတူအောင် ဖောက်လုပ်ပေးထားတဲ့အဓိကရေချောင်းခီးတစ်ခုဖြစ်ပြီး50မိုင်ထိရှည်လျားပါတယ်နှစ်စဉ်သင်္ဘောအစီးရေ14000လောက်ဟာဒေါ်လာ6000ကနေ3သိန်းအထိအခကျင်းငွေပေးကပနမတူမြောင်ကိုဖျက်သန်းသွားလာနေကြတာဖြစ်ပါတယ်1900ပြည့်နှစ်အစောပိုင်းကာလမှာပနမတူမြောင်ကိုတိဆောက်ခဲ့ပြီးနောက်1989မတိုင်ခင်အထိအမေရိကန်ကထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ် အဲ့ဒီနောက်သဘောတူစာချုပ်တွေအရပူးတွဲပိုင်ဆိုင်တဲ့ကာလတစ်ခုပြီး1999အရောက်မှာတော့ပနမနိုင်ငံကအလုံးစုံထိန်းချုပ်ခွင့်ကိုရရှိခဲ့တယ်လို့သိရပါတယ်။နောက်ဆုံးတင်ဆက်ပေးချင်တာကတော့အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့တော်နဲ့အနီးတစ်ဝက်ကမြို့ငယ်လေးတွေမှာမလ၄ရက်နေ့တွင်ရေလွှမ်းမှုမှုဖြစ်ပွားခဲ့တာကြောင့်လူထောင်ပေါင်းများစွာကိုဘေးလွရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။လာမယ့်ရက်အနည်းငယ်တွင် မူးသဲထန်စွာရွာသွန်းနိုင်လေလို့လဲခံမှန်းထားပါရီမလ၃ရက်နေ့ကတည်းကမရမနာမူးရွာနေခဲ့တာကြောင့်ဂျာကာတာနဲ့အနီးတစ်ဝိုက်မှာ၃မီတာအထိရေတက်လာခဲ့တာ ဖြစ်ပါရီအချို့လမ်းတွေဆိုရင်ပိတ်ဆို့သွားခဲ့တယ်လို့အင်ဂျီတထောင်ကျော်နဲ့ကားအများပြလဲရေနစ်မြုပ်ခဲ့ရပါရီအရှိတ်ချမ်းဘာကစီမြို့ရဲ့ဆေးရုံတရုံမှာတော့ရေရီဝင်ရောက်လာခဲ့ပြီးအဆောင်တချို့ကလူနာတွေကိုရွှေပြောင်းပေးခဲ့ရတဲ့အပြင် လျှက်စစ်မီတွေပါပြတ်တောက်ခဲ့တယ်လို့သိရပါတယ်။မနက်၄နာရီကစပြီးရေကြီးရေရှမ်းနေမှုအတွင်းပိတ်မိနေခဲ့တဲ့ဘာဂါစီမြို့ကန်တွေကိုကေဇေးသမားတွေက ရောဘာလီတွေနဲ့အတူကယ်ထုတ်နိုင်ဖို့တော့ကြိုးပမ်းခဲ့ကြပါတယ်။ရေတက်တာမြန်ဆန်တယ်လို့ဘာပစ္စည်းကိုမှလည်းတင်းစေးကြမရလိုက်ဘူးလို့ဒေသခံတွေက ပြောပြကြပါတယ်။လူရည်တန်ပေါင်း30ကျော်နေထိုင်တဲ့ဂျာကာတာမြို့ပြ area က ရေကြီးမှုတန်ကိုမကြာခဏခံစားရလေရှိပါ रे ဒါဟာ2020ခုနှစ်နောက်ပိုင်းအထူးသဖြင့်ဘာကာစီမြို့မှာအဆိုးရွားဆုံးအခြေအနေဖြစ်နေတယ်ဆိုပြီးသတင်းဖော်ပြထားကြပါ रे ဟုတ်ကဲ့ပါ နိုင်ငံတကာသတင်းတွေကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါရစေကျွန်တော်ကတော့ကေဆက်နိုင်ပါ